നിങ്ങൾ we'll അവർ ရှင်ခေတ်သစ်ညွေမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးစစ်ကောင်မရှင်ကနေရီကန်ပြူဟာဤအဓိကထောက်ပို့ကုတ်ကြီးစကန်ကိုလက်လွတ်ရပြီးနောက်ရှေ့ရင်တန်းအစည်း20ကျော်ဖြင့်ထပ်မံအင်အားပြည့်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းငပဲမြို့နယ်ရှိနေရီကန်ပြူဟာဤအဓိကထောက်ပို့စကန်ကုတ်ကြီးကိုအရခတ်တော်အေးနဲ့ပူပေါင်းဖွဲ့ကသိမ်းယူပြီးနောက်စစ်ကောင်မရှင်ကအင်အားပြန်ဖြည့်စစ်ကြောင်းထိုးနေကြောင်းသိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်ကကုတ်ကြီးစကန်ကိုလက်လွတ်လိုက်ရပြီးနောက်အမှတ်905အမြောက်စစ်စင်ရေး ကုတ်ကဲမှုဌာနချုပ်မှနေ၍အင်အားဖြည့်စင်ရင်တန်း16နှစ်စီကိုနိုင်ငံဘက်သို့စစ်ကောင်မရှင်ကပို့ခဲ့ကြောင်းသိရပါတယ်ထို့ပြင်ယမန်နေစက်တမ30ရက်နေ့ကလည်းစစ်ရင်တန်း16စီကိုမဆာခ905မှ30နိုင်ငံပြူဟာကိုထပ်မံပို့ဆောင်ခဲ့ကြောင်းသိရပါတယ် ဒီနေ့အော်တိုဘားတရနေနေ့လယ်ပိုင်းကနေရီကန်ဘက်ကိုလမ်းတစ်ဘက်ကနေစစ်သုံးကားကြီးနဲ့စီကားသေးတစ်စီးနဲ့အင်အားပြည့်ပို့တာတွေ့ရတယ်ဟုဒေတာရင်းတရင်ရင်းမြစ်ကပြောပါရယ်ဂုတ်ကြီးစကန်အသိန်းခံရသည့်စက်တင်ဘာ28ရက်နေ့ကလည်းစစ်ကောမရှိရင်မကွေးလေတပ်မနေ၍ Jet Fighter နဲ့ဝိုင်းတွဲလေယာဉ်များရောက်လာပြီးဘုံကျဲချတိုက်ခိုက်ခဲ့ပါရယ်နေရီကန်အနီးတစ်ဝိုက်ကိုစစ်ကောမရှိရင်စကားကားစက်ကောမှလောက်ခံတရင်းများစုဖွဲ့ရယူပြီးထိုးစစ်ဆင်ပြန်လေတိုက်ခိုက်နိုင်ရန်စစ်ကောမရှိရင်ကအင်အားစက်တိုက်ပို့ဆောင်နေကြောင်းတရင်ရင်းမြစ်များတမ်းမှ သိရပါတယ်လင်းတန်းနဲ့စွန့်တက်ကျေးရွာအနီးမှာလဲစစ်ကောင်မရှင်ကစီရင်လှုပ်ရှားနေပြီးပြည်သူစစ်မှုတန်းလူသစ်များကိုအဓိကထားခေါ်ယူအင်အားဖြည့်ထားကြောင်းသိရပါတယ်စစ်ကောင်မရှင်သည်စက်တင်ဘာဒုတိယပတ်ကထိမဆခ905မှာအင်အားစုဆောင်ပြီးစစ်သုံးကားကြီး68စီးတီအင်အားအပြည့်ကိုနိုင်ငံအနီးတစ်ဝိုက်သို့ပို့ဆောင်ထားပြီးဖြစ်ပါတယ်စစ်ကောင်မရှင်သည်နိုင်ငံလေးချောင်းကံကွယ်တက်စကန်၏အတီးပါ အထက်ကကြတဲ့ထောက်ပို့ဂိတ်စကန်ဂုတ်ကြီးစကန်လက်လွတ်ခရရတဲ့အတွက်ထိုးစစ်ဆင်မှုများပြုလုပ်လာကြောင်းသိရှိရပါတယ်။ဆက်လက်တည်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်အကြမ်းဖက်စစ်တပ်အချင်းချင်းထိုးစစ်ဆင်လာတော်လဲ AAE စစ်ရေးဗျူဟာအောက်တွင်အလူးလဲခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရကိုင်ပြည်ကြောက်ဖြူမြို့ပြင်စေမိုင်ကန်ပတ်လည်မှာဖြစ်ပွားနေတဲ့လက်ရှိတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအင်အားဖြစ်တင်းပြီးအချင်းချင်းစစ်ကြောင်းထိုးလာတော်လဲအာရခတ်တော် AAE စစ်ရေးဗျူဟာအောက်တွင်အကြဆုံးအထိကိုက်များပြီးအလူးလဲခံနေရသည်ဟုဒေတာရင်းစီ ရေးသတင်းရင်းမြစ်တို့ကပြောပါရယ် စက်တင်ဘာ29ရက်နေ့ကဒညရီရေတက်ဌာနချုပ်နေရှိစီမော်ဘက်မှာကုလဘာကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်အင်အား150ကျော်ပါစစ်ကြောင်းနဲ့ရဲတပ်ရင်း30နှစ်မှထွက်လာတဲ့အင်အား100ကျော်ပါစစ်ကြောင်းတို့သည်ရှေ့စင်နောက်စင်တက်လာရဂေါ်တူတောင်နဲ့ကုလဘာကျေးရွာရောက်မှာအေအထန်ချိန်မုံခံလိုက်ရသည်ဟု၎င်းကဆိုပါတယ်ဟိုတနေ့ကဂေါ်တူတောင်ကိုရှေ့စင်နောက်စင်တက်လာတာစစ်ကြောင်းနှစ်ကြောင်းနှစ်ခုပေါင်းအင်အား200ကျော်ပါတယ်ကိုဘက်ကအသာစီရတယ်လက်ဆုံးလက်ကင်မပြနိုင်ပေမဲ့တေးတာတော့တော်တော်တိမ်မဲကြာသွားတာအတုံးယုံ ုံးပဲအလောင်းဆွဲပြီးနောက်ဆုတ်သွားတယ်ဟု၎င်းကပြောပါရယ်အထီးက အဓိကထိခိုက်သွားတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းမှာပထမတက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတက်ပြိုသွားကဖယိုဖျဲနောက်ဆုံးထွက်ပြေးသွားကြပြီးနောက်ထပ်မံတက်လာတဲ့စစ်ကြောင်းနဲ့ပူးပေါင်းကပြန့်ကျဲနေတဲ့အလောင်းများကိုကောက်ယူသွားကြသည်ဟုဆိုပါတယ်။ဒညရီရေတက်စကန်မှာရှိတဲ့စီမော်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကိုအေအေကအငိုက်ဖမ်းပြီးတိုက်တာမနှဲသေးသေးတယ်။နောက်တက်လာတဲ့စစ်ကြောင်းထပ်ပူးပေါင်းပြီးအင်အားတွေဖြစ်ပြီးတက်လာတယ်ဟုပြောပါတယ်။အဆိုပါထပ်မံတက်လာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းနဲ့အေအေတို့ကြောင့်ထပ်မံတိုက်တွေတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကနောက်တန်းကနေလက် နဲ့ခြေဖြင့်ပြစ်ကူပေးခဲ့တဲ့ပြင်နှစ်ဖက်တိုက်ပွဲမှာပြင်ထန်ခဲ့သည်ဟုသူကဆိုပါတယ်။သူတို့ထပ်ပြီးကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ချက်ချင်းဒညောင်ရီရဲ့တပ်စခန်းကလက်နက်ကြီးအတွဲလိုက်တွေတရက်ဆက်ပြစ်တဲ့ရဲတရင်30နှစ်ကပြစ်တဲ့နေပြည်ကပြစ်တဲ့နောက်ပြီး drone လာချတဲ့ပြစ်ခတ်တံတွေဝေးဝေးဆန်းဆန်းဖြစ်သွားတယ်ဟုပြောပါတယ်။ကြောက်ဖြူမျိုးပြင်ပမှာဖြစ်ပွားတဲ့တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကအကြဆုံးများပြားတော်လဲအင်အားများကိုထပ်မံဖြေကထိုးစစ်ပြင်းစင်လာတဲ့ပြင်တိုက်ပွဲများနေ့စဉ်လိုလိုနေရောက်ွက်ပြီးပြင်းထန်နေကြောင်းတတင်းရရှိပါတယ်။ ိုက်ပွဲပြင်းထန်နေတဲ့နေရာများမှာကြောက်ဖြူမြို့နယ်ရေကောတူတောင်နယ်ပတ်ဝန်းကျင်နဲ့တေပုတ်တောင်တိုင်နယ်ကုလပါကျင်းရွာပတ်ဝန်းကျင်တို့တလျှောက်ဖြစ်ကြပါရယ်။ အာရခတက်တော့ထိန်းချုပ်နေရာများမှာကျေးရွာတချို့မှာဒေသခံပြည်သူများလည်းနေပြည်နယ်လေကြောင်းရံကိုကြောက်ပြီးဘေးလွတ်ရာကိုထွက်ပြေးဆစ်ဆောင်နေရတယ်လို့သိရှိရပါတယ်။ရှမ်းလက်တင်ဆက်ပေးမယ့်တင်ကတော့ TNL သိမ့်ပိုက်ထားတဲ့ကြောင်းမဲမျိုးကိုစစ်ကောင်မရှင်တပ်များအင်အားထောင်ချီဖြင့်ဝင်ရောက်ထိန်းချုပ်တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိတန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ကသိမ်းယူထားခဲ့တဲ့ကြောင်းမဲမျိုးကိုစစ်ကောင်မရှင်တပ်များကယနေ့အောက်တိုဘာ၁ရက်နေ့လယ်ပိုင်းမှာအင်အားလုံးရင်းဖြင့်ပြန်လည်ဝင်ရောက်ထိန်းချုပ်တက်ဆွဲလိုက်ပြီးဖြစ် ကြောင်းစည်ရေးတရင်ရင်းမြစ်များထံမှသိရပါရယ်စစ်ကောင်ပြင်တက်များသည်ခုံမုံရွာလမ်းကြောင်းမှတဆင်အင်အားသုံးစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီးလက်ရှိတွင်ကြောင်းမင်းမျိုးရက်ွက်တစ်တွင်စတင်တက်ဆွဲထားကြောင်းတရင်ရင်းမြစ်ကအတိပြုပြောကြားပါရယ်ခုံမုံကိုမနေကလေးကစီမိသွားတာကြောင်းမဲကိုဝင်ဖို့အရန်လွယ်သွားတယ်ခုရက်ွက်တစ်မှတက်ဆွဲထားတယ်ဟုစည်ရေးတရင်ရင်းမြစ်ကပြောပါရယ် စစ်ကောင်မရှင်တပ်များသည်ကြောင်မဲမျိုးနှင့်နှမိုင်ကျော်ကန်သာကွာဝေးတဲ့ခုံမုံရွာကိုရမန်နေကလေးကလက်နက်ကြီးပစ်ကိုလေးချောင်းပစ်ကူများဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်စစ်ကောင်မရှင်၏တပ်မ၁၁တပ်မ၅၅နှင့်အမတ်တပ်စစ်စင်၏ကိုကဲမှုဌာနချုပ်စကားခါတဲ့လောက်ခန့်တရင်များစုပေါင်းပြီးအင်အားထောင်ကြီးသုံးကကြောင်မဲမျိုးကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ပါသည်စစ်ကောင်မရှင်သည်ဩဂုတ်လဒုတိယပတ်မှစတင်ကနောင်ချိုမြို့ကိုတင်ယူပြီးနောက်ထန်းတပင်နှင့်နောင်ပင်ရွာတို့ကိုဇက်တိုက်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပါသည်ယမန်နေစက်တင်ဘာ30 ရက်နေ့ကကြောင်မဲမျိုးရှိကြန့်ခိုင်ရင်ယုံတတော်ယုံရဲစခန်းမြို့နယ်ထွေုံယုံခရိုင်ထွေုံယုံများကို TNL ကမိရှိုခဲ့တယ်လို့စစ်ကောင်ရှင်ကလည်းဌာနဆိုင်ရာယုံများပေါ်သို့ drone ပုံနဲ့မီးလောင်ပုံများကျင်းချခဲ့တဲ့အတွက်မြို့ဤနေရာနဲ့မှာမီးလောင်ကျွမ်းခဲ့ကြောင်းသိရပါတယ်တရုတ်အကူအညီဖြင့်ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲတွင်စစ်ကောင်ရှင်က TNL ထံမှနမ်ဆန်နဲ့မန်တုံမျိုးများကိုပြန်ပေးရန်တရားဝင်တောင်းဆိုခဲ့ပြီးကြောင်မဲနဲ့တီဘောမျိုးကိုလည်းတိုက်ယူမည်ဟုပြောဆိုမှုများရှိခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ရီရှိမင်းလက်ပန်ဖလူနဲ့မေရော်တလေးဘက်ကိုစစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးခံဒရုန်းများဖြင့်နေစဉ်ပုံကျဲဂျုံတိုးတိုက်ပွဲတွင်လည်းစစ်တပ်ဘက်မှအသေးများပြီးဖန်အန်တောင်ကလေးစေယုံတွင်စစ်သားများပြည်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိမင်းလက်ပန်ဖလူနဲ့မေရော်တလေးဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းတိုးမပေါက်၍အသေးခံဒရုန်းများဖြင့်နေစဉ်ပုံကျဲနေကြောင်းဒေတာရင်းစီရင်သတင်းရှင်မြစ်ကပြောဆိုပါရယ်။စက်တင်ဘာလ26ရက်နေ့မှစတင်ပြီးအကြမ်းဖက် ဲ့စစ်တပ်ကမြောက်ရီမြို့ပြင်ရှိမင်းလက်ပံရွာဘလူးရွာနဲ့မေထော်တလေးဒေသတို့ကိုအသေးခံဒရုန်းများဖြင့်ယနေ့အောက်တိုဘာ၁ရက်နေ့ဇက်တိုက်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်မြေပြင်စစ်ကြောင်းကလည်းလက်ရှိချိန်ထိရှေ့ဆက်မတိုးနိုင်ပေစစ်တပ်ကအသေးခံဒရုန်းများဖြင့်သာစတင်ကြောင်းနဲ့ဖုန်ကြီးကြောင်းများတွင် KNL ရဲဘော်များရှိသည်ဟုဆိုကာတိုက်ခိုက်နေခြင်းဖြစ်ကြောင်းမြေပြင်တိုက်ပွဲတွင်လည်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုများပြားပြီးရုံလောင်းများကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ညရီဘက်မှာစစ်တပ်ကစစ်ကြောင်းမပေါလို့ရွာရီဘက်ကိုကာမီကာစီတွေနဲ့နေရောညပါဘုံကျဲတိုက်ခိုက်နေတာ30ရက်နေ့ညပိုင်းမှာဘလူးရွာနဲ့မင်းလက်ပံရွာဘက်ကိုအသေးကန် drone တွေနဲ့ထွက်ကျဲတဲ့စစ်သားတွေကစစ်ကြောင်းတိုးမပေါတာနဲ့ပဲမင်းလက်ပံဖလူးနဲ့မေထော်တလေးဘက်ကစာတင်ကြောင်းနဲ့ဘုံကြီးကြောင်းတွေမှာထောက်ပို့ရင်း KNL တွေခိုးအောင်နေတဲ့ဆိုပြီးကာမီကာစီ drone တွေနဲ့ဇက်တိုက်ချနေတာ လေကိတ်ကော်ကိုလည်း UAV အကြီးစားနဲ့ကင်းထောက်ပြီးပစ်ချနေတဲ့စစ်သားစစ်ကြောင်းပြုတ်သွားတာအခုထိအလောင်းမကောက်နိုင်ဖြစ်နေတယ်။ ठी မဲဝါကီနဲ့ကြောက်တောင်ဘက်မှဟုဒေတာရင်းစီရီတရင်ရှင်မြစ်ကပြောဆိုပါရယ်။အလာတို့ဂျုံတိုးမြို့နယ်ရှိချောင်းပြရွာအင်းကြီးရွာနဲ့ဂျုံပန်းရွာဘက်တို့မှဖြစ်ပွားခဲ့တဲ့စစ်တမတလတာတိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်ဘက်မှတရားဝင်ချင်းကတိုက်ဆုံခဲ့ပြီးစစ်သားအလောင်းများကိုအင်းကြီးရွာအတင်းချိုင်းမှာဖြစ်တယ်လို့မြင့်မြုပ်ထားကြောင်းသိရပါရယ်။ ထို့ပြင်ဂျိုင်းမြစ်တစ်ဖက်ကမ်းရှိဂျိုင်းရွာကြီးတင်ညိုင်းမှာလည်းထွက်ပြေးသွားတဲ့သူဟာရာဇာများကိုစစ်တပ်ကလိုက်လံဖမ်းဆီးပြီးစစ်သားအလောင်းများကိုမြေမြုပ်ခိုင်းနေတော်လဲရုံအလောင်းများပြခြင်းကြောင့်လမ်းဘေးမှာပုတ်ပွားနေကြောင်းသိရှိရပါတယ်။တိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရရှိထားတဲ့စစ်သားများကိုလည်းစက်တဲမ30ရက်နေ့မှာဂျုံတိုးချောင်းပြရွာဂျိုင်းရွာကြီးနဲ့ဂျားကလေးရွာဘက်ကနိုင်ရီကားများကိုချော်ဆွဲပြီးဖမ်းအောင်ကလေးစေယုံကိုပို့ဆောင်နေတော်ကြောင်းစေယုံမှာစစ်သားများပြည်နေကြောင်းသိရှိရပါတယ်။ ဂျုံတို့မျိုးပေါ်ဇက်ကွက်များ၌ပြန်လာနေထိုင်သူများတွေမှာ NLD အားပေးသူများနဲ့ PDF နဲ့ဆက်နွယ်နေသူများကို အပြစ်ရှာဖမ်းဆီးထောင်ချရဲအကြမ်းဖက်စစ်တပ်လောက်ခံစာရဖရဲ BGF နဲ့ပြူစောတီများကစစ်ဆေးစောင့်ကြည့်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။